င်္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ15ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမတို့ရင်းလေးလေးထုံးမှဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဝမ်ပေါင်ကုမ္ပဏီကကျင်းနီတည်လာတဲ့တွဲကားတွေကိုလုံခြုံရေးလိုက်ပါပေးတဲ့စစ်တပ်ရင်နံမိုင်းဆွဲတိုက်ခိုက်ခံရတဲ့သတင်း။မန္တလေးမြို့ကိုခရီးသွားမဲ့လူငယ်6ဦးကားဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့တွင် နေပြီးတော့ SNA တက္ကသိုလ်ပါချုပ်ကကျောင်းသားတွေအပေါ်ခွဲခြားဆက်ဆံတာနဲ့ဆရာဆရာမတွေအပေါ်စစ်တပ်ပုံစံဖိနှိပ်အုပ်ချုပ်နေတာကြောင့်နာမည်ဆိုးထွက်နေတဲ့တဲ့ကမ္ဘာမြို့မှာပြည်သူ့စစ်ကောင်စားအဖမ်းခံရပြီးစစ်တပ်ဘက်ကလည်းပီလီယက်ထောက်ဖို့လို့ဆိုကပြည်သူတွေကိုဖမ်းဆီးတာတွေရှိနေတဲ့တဲ့တန်ခိုင်ပါတီမဲဆွဲပွဲမှာအမတ်တွေရောက်နေပေမဲ့ပြည်သူတွေရောက်မလာလို့လိုက်လံလူစုတဲ့အမျိုးသမီးဓာတ်နဲ့ခုတ်ခံရတဲ့တဲ့ အသက်16နှစ်အရွယ်ကလေးမအေကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကအုပ်စုဖွဲ့အရမပြုခြင်းကမတင်မချင်းရက်ဆက်စွာတတ်ခဲ့တယ်လို့ဆိုတဲ့သတင်းမိုင်းရဲနဲ့ဟိုရမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတိဘောတရာနဲ့နေရာတချို့ကိုစစ်ကောင်မရှင်တပ်ကဖြတ်တန်းခွင့်ပိတ်ထားတဲ့တဲ့င်။ဗင်နီဇွဲလာနဲ့ပတ်သက်ပြီးသူ့အနေနဲ့ဆုံးဖြတ်ချက်ချလိုက်ပြီလို့ချွတ်ပြောတဲ့တဲ့င်။အစရှိတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဝမ်ပေါင်ကုမ္ပဏီကဂျင်းဒီတည်ဆောင်လာတဲ့တွဲကားတွေကို လုံခြုံရေးလိုက်ပါပေးတဲ့စစ်တပ်ရင်နံမိုင်းဆွဲတိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဆလီကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကဂျင်းဒီတည်ဆောင်လာတဲ့ကားတွေကိုလုံခြုံရေးယူပေးတဲ့စစ်ကော်မရှင်တပ်ရင်နံအားမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 Local PDF မုံရွာကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ14ရက်နေ့မနေ့ကမနက်8:53မိနစ်အချိန်ခန့်မှာ ဝမ်ပေါင်ကုမ္ပဏီကဂျင်းဒီတည်ဆောင်လာတဲ့တွဲကား23စီးကိုလုံခြုံရေးယူပြီးလိုက်ပါလာတဲ့မုံရွာနာမခမစစ်ကောမရှင်တပ်ဖွဲ့ဝင်တွေနဲ့ဂျမအပအဝင်တံပြားကာကာ6စီးပါစစ်ရင်နဲ့အာမုံရွာချောင်းလမ်းမိုင်းတနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာဟာစစ်ကောမရှင်တပ်တွေလုံခြုံရေးကင်းမုံယူထားတဲ့နေရာနဲ့နီးကပ်တာကြောင့်မိုင်းဆွဲတိုက်ခိုက်ပြီးချိန်ကင်းမုံယူထားတဲ့စစ်သားတွေကအကာအကွယ်ရှိရာပြေးကပ်သွားကြပြီးပြန်လည်ကရန်တမ်းပစ်ခတ်ခဲ့ပေမယ့် တော်လိုက်တပ်ဖွဲ့တွေကအထီးအခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးမိုင်းအဖွဲ့နဲ့အတူ Area 71 Local PDF မုံရွာ Grand Pico Attack Force ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတပုတ်အနေနဲ့မန္တလေးမြို့ကိုခရီးသွားမဲ့လူငယ်6ဦးကားကိတ်မှပေါ်တာဆွဲဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းစလင်းမြို့ ရွှေပွင့်ဖြူကားဂိတ်မှာမန္တလေးမြို့ကိုခရီးသွားဖို့ရောက်ရှိနေတဲ့လူငယ်၆ဦးကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေတာတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကဆလေးမျိုးရှိရွှေပွင့်ဖြူကားဂိတ်မှာမန္တလေးမြို့ကိုအလုသွားလုပ်ဖို့ရောက်ရှိနေတဲ့လူငယ်၆ဦးကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကဂိတ်မှာအသင်ဆောင်ကြူကပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့သိရှိရပါတယ်။ကားဂိတ်ထဲမှာစစ်သားတွေကအသင်ဆောင်နေတာ တရင်ကြိုရထားတာလို့လည်းတချို့ကပြောနေကြတယ်။လူငယ်6ဦးတောင်ပါသွားတာ။အသက်က20ကျော်30လောက်ရှိမယ်ထင်တယ်လို့အမည်မဖော်လိုသူဒေတာခန်တအူးကမြို့တော်ကိုပြောဆိုထားပါရယ်။အဆိုပါပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်6ဦးဟာ14မြို့နယ်ရှိကြေးရွာတွေမှာနေထိုင်ကြသူတွေဖြစ်ပြီးမန္တလေးမြို့ကိုအလုလုဖို့14မြို့ပေါ်ကိုတက်လာပြီးကားဂိတ်မှာစောက်ကြိုဖမ်းဆီးခံခဲ့ရတာလို့သိရှိရပါရယ်။အခုတလောကမကွေးမြို့ပေါ်ဘက်တွေမှာလည်းပေါ်တာကတအားဆွဲနေတာ။ လူငယ်တွေဖြစ်နိုင်ရင်ခရီးမသွားတာအကောင်းဆုံးပဲဗျာငွေနဲ့လိုက်လဲငွေရောလူရောစုံတာပဲယာနဲ့ချီတောင်းတာလို့အဆိုပါဒေတာခန်ကဆက်လက်ပြောဆိုထားပါတယ်လက်ရှိအနေအထားအရာတော့အဆိုပါလူငယ်6ဦးကိုဆက်လင်းမျိုးပေါ်ကခလာရ254တက်ရင်တွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရှိရပါတယ်ဒါအပြင်ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ကလည်းစလေမျိုးနယ်နဲ့စေမျိုးကျုံးမျိုးနယ်ရှိကိုရန်အရွယ်ចောင်းသားလူငယ်၄ဦးကိုစေမျိုးကျုံးလမ်းမိုင်းကဆစ်စီရဲ့ဂိတ်မှာပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းတန်တန်းချောင်းကိုပို့ဆောင်ခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့နေပြည်တော် SNE တက္ကသိုလ်ပါချုပ်ကကျောင်းသားတွေအပေါ်ခွဲခြားဆက်ဆံတာနဲ့ဆရာဆရာမတွေအပေါ်စစ်တပ်ပုံစံဖိနှိပ်အုပ်ချုပ်နေတာကြောင့်နမေဆိုးထွက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖွင့်လှစ်ခဲ့တဲ့နေပြည်တော် State Academy NSA တက္ကသိုလ်မှာကျောင်းသားကျောင်းသူတွေအပေါ်ခွဲခြားဆက်ဆံတာတွေနဲ့ဆရာဆရာမတွေအပေါ်မှာလေစစ်တပ်ပုံစံအာဏာတိဆောက်ခါ ဖိနှိပ်အုပ်ချုပ်နေတာကြောင့်ပါကျုပ်ဆရာမဒေါက်တာနုနုလွင်ကိုဝေဖန်မှုတွေမြင့်တက်နေတယ်လို့သိရှိရပါတယ်။တက္ကသိုလ်ဝင်ရောက်ခွင့်မှာကလေးကခွဲခြားမှုကရှိတယ်။ဝန်ထမ်းသားသမီးနဲ့တပ်ဖက်ကဆိုဘာထောက်ခံချက်မှမလိုဘူး။အပြစ်အယက်သားဆိုအိမ်နောက်စုစည်းရင်မူရင်းယူပြီးလိုက်လံစစ်ဆေးသေးတာ။အဓိကကတော့နိုင်ငံရေးအရှုပ်အရှင်ရှိလာဖို့ဒီတက္ကသိုလ်ကဝန်ထမ်းသားသမီးတွေအတွက်အဓိကဖွင့်ထားတယ်လို့ပဲ။မဖြစ်တာလို့သာဒေသခံတွေကိုလက်ခံနေရတဲ့ပုံစံမျိုးဖြစ်နေတာလို့ NSA မှာတက်ရောက်နေတဲ့ចောင်းသားမိဘတအူးကမြို့တော်ကိုပြောဆိုထားပါတယ်။ចောင်းတက်ချိန်နေမှာလဲအချိန်ပြည့်လူစစ်နေပြီ။အစမ်းဆောင်မှုပွဲတွေကိုလည်းမကြာခဏလုပ်လို့ရှိကចောင်းသားចောင်းသူတွေရဲ့လိုအပ်ချက်တွေကိုထောက်ပြပြင်ဆင်ပေးတာတွေမရှိပဲအတန်းနေဆောင်မှုပွဲကိုလည်း background ကိုကြည့်ပြီးလှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်။ចောင်းတက်ချိန်ကို အပြည့်အဝယူတာထောင်ကျနေတယ်လို့ပဲ။မနက်စာတင်ချိန်ကနေကျောင်းစင်းချိန်အထိ အပြည့်ထွက်ခွင့်မရှိဘူးစာတင်ချိန်အပြည့် broker you လူစင်နေတာ ပြီးတော့ကိုလတ်လှူရှာမှုအာကစားတို့ပြင်ပလေးလာရေးတို့လို စိတ်အပန်းဖြေစရာလိုမျိုးလုံးဝမရှိဘူးအစမ်းစာမှုပဲကတော့အမြင်စစ်တယ်စစ်ပြီးတော့လည်းအမှတ်လည်းမသိရဘူးကျောင်းသားတွေရဲ့အားနေချက်လိုအပ်ချက်တွေလည်းပြင်ပေးတာမျိုးမရှိဘူးအတန်းနဲ့စာမှုပဲမှာတော့ background ကြည့်ပြီးအောင်နေရှုံးနေဆုံးဖြတ်နေကြတာလို့ကျောင်းသားတဦးကမြို့တော်ကိုပြောဆိုထားပါတယ်ဒါအပြင်ပါကျုပ်ဆရာမဒေါက်တာနူးနူးလွင်ဟာចောင်းသားចောင်းသူအကုံဆာမှုဝဲအောင်နာမကြိုက်ပဲ အကြပေးရင်တော့တပ်ဖက်ကခလေးတွေကိုမပါစေဖို့ရှောင်ခိုင်းပြီးအရက်သားတွေရဲ့သားသမီးတွေကိုတော့အပြစ်ရအောင်ရှာခိုင်းကအကြပေးခိုင်းတာတွေရှိတယ်လို့သိရှိရပါတယ်။ဒေးထားတယ်ဆိုတာတစ်နှစ်တန်းအောင်ခြင်းလို့လေအတန်းလဲပုံမှန်တက်တယ်စားလဲမညံ့ဘူးခလေးကလိုအပ်ချက်ရှိရင်လဲမိဘတွေကိုအတိပေးပြီးခလေးကိုခေါ်ယူဆွေးနွေးတာမျိုးလုပ်တင်တာပေါ့အခုကငါတို့လုံပိုင်ခွင်တွေကလုံတာဆိုတဲ့သဘောတွေနဲ့လုံနေတော့ကျွန်တော်ခလေးကိုအညွန့်မကြိုးစေဘူးတခြားတက္ကသိုလ်ပြောင်းရွှေ့ဖို့လုပ်ရအောင်မယ်လို့ ကျောင်းသားမိဘတဦးကမြို့တော်ကိုပြောဆိုထားပါတယ်။နေပြည်တော် State Academy တက္ကသိုလ်ရဲ့ပါချုပ်ဆရာမဒေါက်တာနုနုလေဟာစစ်တပ်ကထောက်ခံချက်နဲ့ပါချုပ်ရာလူရလာသူဖြစ်ပြီးကျောင်းကိုလည်းစစ်တပ်ပုံစံအုပ်ချုပ်နေကအာဏာတိစောက်နေတာတွေလက်ချဆရာဆရာမတွေကိုလည်းတက်အတိုင်းပိုင်းကမဟုတ်ရင်နေရာမပေးတာတွေဖိနှိပ်တာတွေကြောင့်အလုထွက်သွားတဲ့ဆရာဆရာမတွေများနေပြီးလက်ထောက်ကတိကရာလူအစင်းရှိသူတွေပါနှုတ်ထွက်သွားကြတာတွေရှိတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတဘောအနေနဲ့ကံမမြို့မှာပြည်သူ့စစ်ခေါင်းဆောင်ဖမ်းဆီးခံရပြီးစစ်တပ်ဘက်ကလည်း PDF ထောက်ပို့လို့ဆိုကပြည်သူတွေကိုဖမ်းဆီးတာတွေရှိနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းတရက်ခရိုင်ကံမမြို့မှာတော်လိုင်းရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပြည်သူ၁၂ဦးခန့်ဖမ်းဆီးခံရတယ်လို့သိရှိရပြီးပြည်သူ့စစ်ခေါင်းဆောင်လည်းတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့တတိယအကြိမ်မြောက်ပြစ်ခတ်ဖမ်းဆီးခံရတယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ၁၃ရက်နေ့ကကံမမြို့မြောက်ဖက်အကြံကတမယာရွာနဲ့ ရင်းနှသာကြီးရွာကပြည်သူတွေကို PDF ထောက်ဖို့လို့ဆိုကာစစ်ကောင်မရှင်ရဲ့ရုတ်တရက်ဝင်ရောက်ဖမ်းဆီးတာခံလိုက်ရတယ်လို့သိရှိရပါတယ်။တမယာရွာကနှစ်ယောက်လို့ကြားတယ်။သူကတော်လရေးတပ်ဖက်ကလူတွေဈေးလာဝယ်တာကိုရောင်းမိလို့လို့ကြားတယ်။ရင်းနှသာရွာကကြတော့ဓာတ်မြေဩဇာဆိုင်ဒီဇိုင်းပဲ။အဖမ်းခံရသူတွေကဝန်ထမ်းတွေအမျိုးသမီးအမျိုးသားအစုံပေါ့။အခုတော့အစီအစေးခံနေရတယ်လို့ကြားတယ်။အလုံးပေါင်း12ယောက်လောက်ရှိတယ်။ဝင်းဆက်နဲ့လိုက်ဖမ်းမိကြလို့တချို့တိန့်ချောင်နေရတာတွေလည်းရှိတယ်။ ရွာတွေမှာအခုလူမရှိတော့ဘူးလို့ဒေသခံတအူးကပြောဆိုထားပါတယ်။ကံမမျိုးတောင်မတ်အချံပြကြီးလမ်းပေါ်ပတိန်မုံရွာကားလမ်းမပေါ်မှာပြည်သူ့စစ်ခေါင်းဆောင်ရဲ့ကားတတိယအကြိမ်မြောက်မိုင်းခွဲခံရပြီးကားပေါ်မှာပါလာတဲ့ပြည်သူ့စစ်ခေါင်းဆောင်အောင်ဝင်းဆိုသူကိုတော်လရေးတပ်ဖက်ကလက်ရဖမ်းမိလိုက်တယ်လို့လည်းသိရှိရပါတယ်။အဲ့လူကအသက်ပြင်းနေတော့ပထမတစ်ခါကကားနဲ့လာတာကို တနက်နေ့ပြစ်တာကားမှန်ဖောက်ပြီးသူ့ရင်မှတ်နှလုံးတက်တဲ့ကိုမှန်တာအင်းကြီးအိတ်ကတ်ထဲပတ်စံနဲ့ကားတော့ခံနေလို့မသိဘူး။ ောက်တစ်ချိန်ကကားမိုင်းနင်းမိတာလို့ကြားတယ်မသိဘူးပြည်မြို့စေယုံကိုရောက်တယ်အခုတခါတော့ကားပေါ်မှာသူနဲ့အတူပါလာတဲ့အမျိုးသားတယောက်အမျိုးသမီးတယောက်ကတော့သေးတယ်သူကတော့အရှင်အဖမ်းခံရတယ်တိုက်ခတ်မှုတွေကအကြီးအကျယ်ဖြစ်တာကားကမီးလောင်သွားတယ်သူ့ဘက်ကလူတွေနဲ့တော်လိုင်းအေးတပ်ဖက်ကလူတွေပြစ်ခတ်မှုဖြစ်တယ်အကြအဆုံးတော့မသိရဘူးလို့ဒေသခံတအူးကပြောဆိုထားပါတယ်လက်တလုံးမှာကံမမျိုးနဲ့အနီးအနားကကြီးရွာတွေဟာနှစ်ဖက်ရံကိုကြောက်နေကြရတာကြောင့်စစ်ဘေးရှောင်နေရသူတွေများနေပြီ ငွေကြေးတက်နိုင်သူတွေကပြည်နဲ့ရန်ကုန်ကို ရွှေ့ပြောင်းနေကြကငွေကြေး မတက်နိုင်တဲ့သူတွေကကုရေတာမှာပဲဖြစ်တယ်လို့နေနေကြရတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စံခန့်ရေးပါတီမဲဆွယ်ပွဲမှာအမတ်တွေရောက်နေပေမဲ့ပြည်သူတွေရောက်မလာလို့လိုက်လံလူစုတဲ့အမျိုးသမီးဓာတ်နဲ့ခုတ်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကုတိုင်ရွှေကြည်မြို့နယ်အနောက်ဘက်ကြီးရွာမှာစံခန့်ရေးပါတီမဲဆွယ်ပွဲမှာနေအိမ်ကိုတိန်တက်တိန်စင်း လိုက်လံလူခေါ်မဲဆွယ်နေတဲ့စံခိုင်ရေးပါတီရဲ့ကြီး EC အမျိုးသမီးတအူကိုကြေးရွာထဲမှာအမျိုးသားတအူကဓာတ်နဲ့လိုက်ခုလို့ထိခိုက်ဒဏ်ရာတွေရရှိသွားတယ်လို့သိရှိရပါတယ်။မနေ့ကနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာဖြေကြည်မြို့နယ်အနောက်ဘက်ကြေးရွာမှာဖြစ်ပွားခဲ့တာလို့သိရှိရပြီးကိုစလေလောင်းနေရောက်နေပြီးပါတီဝင်နဲ့ရွာသားတွေရောက်မလာလို့စံခိုင်ရေးပါတီရဲ့ကြီး EC ဖြစ်သူဒေါ်အမားစိန်ဆိုသူကကျေးရွာတွေကအိမ်ဒီကိုတအိမ်တက်တအိမ်စင်လူလိုက်လံခေါ်ယူခဲ့ရမှာအခုလိုဖြစ်ပွားခဲ့တာလို့သိရှိရပါတယ်။ ွာကတော့ကြန့်ခန့်ရေးရွာပါမနက်ကိုးခွဲလောက်ကလေးကရွာလေးကလူတွေကိုတိန်တက်တိန်စင်လိုက်စီယုံနေလားအမတ်ကရောက်နေပြီရွာကလူတွေမရောက်သေးလို့ဆိုပြီးသူကရွာထဲမှာလိုက်လူစုပေးနေတာသူကဒီနယ်မှာယာယီမှုပါဒီစားတိပါပဲစန်းခန့်ရေးပါတီမှာလည်း EC ဘောလို့ဒေတာခန့်တဦးကပြောဆိုထားပါတယ်တိန်တက်တိန်စင်လိုက်လံမဲဆွဲလူစုနေတဲ့ဒေါ်အမစိန်အသက်52နှစ်ကိုအဲ့ဒီရွာလေးကအမျိုးသားကိုဝင်းဦးဆိုသူအသက်40နှစ်ကား မနက်7:00နာရီခန့်မှာသူ့နေအိမ်ကထွက်လာကဒါနဲ့လိုက်ခုတ်ခဲ့တာလို့သိရပြီးလမောင်းအနောက်ဘက်အနေငယ်ပြေရှားတရာရခဲ့တယ်လို့သိရှိရပါတယ်။အဲ့ကိုဝင်းဦးကအရင်ကတည်းကလက်စားလက်နာရှိတယ်။လူမိုက်ဆိုပါတော့အဲ့ဒီမဲဆွဲတဲ့အမျိုးသမီးကိုဘာမကြည်နဲ့တယ်မသိဘူး။လိုက်ခုတ်တာလမောင်းနောက်ဖက်တစ်ချက်ထိတယ်။မပြင်းထန်ဘူးအင်ကြီးပြေးသွားတယ်။တရွာလေးသားချင်းတွေပါပဲလို့တိတာခန်တဦးကပြောဆိုထားပါတယ်အခင်းဖြစ်ပွားခြင်းပါပဲလုံကြုံရေးယူတဲ့စစ်ကောင်မရှင်ရဲတွေရောက်လာပြီး ကိုဝင်းဦးကိုထုရိုက်ဖမ်းဆီးကာရွှေကျင်မြို့မှာရဲစခန်းမှာဖမ်းဆီးထားပြီးရွေးကောက်ပွဲမဲဆွဲတာဟန်တာတယ်ဆိုပြီးပါ44မြင်းဆောင်2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာခြင်းဖြက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှန်24ကာကြီးအရာ အမှုဖွင့်ဖမ်းဆီးအရေးယူထားတယ်လို့သိရှိရပြီးစစ်ကောင်မရှင်တပ်ကရွေးကောက်ပွဲဥပဒေနဲ့အရေးယူထားသူတရားကျော်ရှိပြီလို့စစ်တပ်လော်ဘီ channel တွေမှာဖော်ပြနေကြပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အသက်16နှစ်အရွယ်ကလေးမအေကိုစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကအုပ်စုဖွဲ့အရမပြုခြင်းကမတိမချင်းရက်ဆက်စွာတတ်ခဲ့တယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်တနောင်ကြီးမြို့နယ်မှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်၃ကအသက်16နှစ်အရွယ်ကလေးမအေကိုအုပ်စုဖွဲ့အရမပြုခြင်းပြီးဓာတ်နဲ့6ချက်မတိမချင်းထိုးတက်ထားခဲ့တယ်လို့ KNLA တပ်မ2တရင်ငါမှာအတိအမှတ်ပြုထားတဲ့ပေတခုကအေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။ ဖြစ်စဉ်မှာနွေမာလာ၄ရက်နေ့ညနေ6:30နာရီမိနစ်30အချိန်ခန့်ကတောင်ငူမြို့ကနေတန်တော်ကြီးမြို့ကိုထွက်ခွာလာတဲ့အခြေဆိုင်တင်တန်းကြောင့်ဘရင်နောင်တပ်မျိုးရဲ့လုံခြုံရေးနဲ့ပူပေါင်းတပ်124တပ်ရင်းရဲ့စစ်သားတွေဟာစနေကုန်းကြီးရွာအတွင်းကိုဝင်ရောက်ခါခင်းချညှိတ်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါစစ်ကောင်မရှင်တပ်သားတွေထဲမှ3ဦးဟာကြီးရွာအတွင်းရှိတနှစ်နှစ်လအရွယ်ကလေးငယ်ရဲ့မိခင်ဖြစ်သူအသက်18နှစ်အရွယ်နော်ထီထာဖို့ခေါ်နော်ငဲငယ်ရဲ့နေအတွင်းသို့ဝင်ရောက်ခဲ့ပြီး အရမပြုကျင့်ကမတိမချင်းဟင်အုံနဲ့လေပင်ကိုဓာတံရ6ချက်နဲ့ရက်ဆက်စွာတတ်ဖြတ်ခဲ့တယ်လို့သိရှိရပါတယ်။မကောင်းတဲ့လူတွေရှင်တန်ပြီးကောင်းတဲ့လူတွေဒုက္ခပင်လဲဝင်နေတာလောကဓာတ်တရားကြီးကရက်ဆက်လွန်ပါတယ်။ဒီပုံစံအတိုင်းသာဆက်ပြီးနှိမ့်ဆက်နေရင်ပြည်သူတွေဘဝတည်တာပဲကောင်းမယ်လို့ပြည်သူတဦးကပြောဆိုထားပါတယ်။အဆိုပါအာမသိန်းစစ်တပ်စစ်ကြောင်းဟာစနေရွာသို့ရောက်ရှိချိန်တိုင်းပြည်သူတွေရဲ့နေအိမ်ကိုဖောက်ထွင်းဝင်ရောက်တာလက်ဝတ်လက်စားတွေယူဆောင်သွားတာ ရွာသားတွေရဲ့အိမ်မွေးတလိမ့်ဆန်တွေကိုခိုးယူချက်စားတာတွေလည်းမကြာခဏပြုလုပ်လေးရှိတယ်လို့သိရှိရပါတယ်။ဒါအပြင်ရွာကဖျားเจ้าညံမုံငွေတွေကိုလည်းခိုးယူကာအရွက်ဝယ်တောက်ကြတယ်လို့ဒေသခံတအူးရဲ့ပြောဆိုချက်အရာသိရှိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကလည်းတမဟာနှင်းတရင်ကားနေမြေဖြစ်တဲ့တန်တော်ကြီးတောင်ကူကားလမ်းပေးရှိပြည်သူများအုံပြုသွားလာတဲ့လမ်းတွေမှာအာနာသိန်းစစ်တပ်ကမြေမြုံပိုင်းအများအပြားထောင်ထားခဲ့တာကြောင့်ရွာသားတအူးထိခိုက်ပြီးတအူးတည်ဆုံသွားတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုင်းရဲနယ်ဟိုရမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတီဘောတရားနဲ့နေရာတချို့ကိုစစ်ကောင်မရှင်တပ်ကဖျက်ဆီးခွင့်ပိတ်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ချမ်းပြည်နယ်မြောက်ပိုင်းမိုင်းရဲနယ်ဟိုရမှာစစ်ကောင်မရှင်တပ်နဲ့ MNDAA တို့တိုက်ပွဲဖြစ်ပွားပြီးတီဘောတရားကိုဖျက်ဆီးသွားလာခွင့်စစ်ကောင်မရှင်တပ်ဖက်ကပိတ်လိုက်တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ17ရက်နေ့ကစပြီးဟိုရမှာ MNDAA နဲ့စစ်ကောင်မရှင်တပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပြီး စစ်ကောင်မရှင်တပ်ဖက်ကအင်အားဖြစ်တင်းနေတယ်လို့သိရှိရပါတယ်။ဟိုရောက်မှာ73ရက်နေ့ကတိုက်ပွဲဖြစ်တယ်။စစ်တပ်ဖက်ကအကြအဆုံးတွေရှိတယ်။ခလာရ69ကလက်နက်ကြီးတွေနဲ့လူအင်အားဖြစ်တင်းနေတာရှိတယ်။တိုက်ပွဲတွေအရင်လိုပြန်ဖြစ်လာမယ်ထင်တယ်။လက်နက်ကြီးပစ်တံကတော့နေတိုင်းကြားနေရတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်။စစ်ကောင်မရှင်တပ်ဖက်ကပြည်သူစစ်မှုထမ်းအပတ်စဉ်တင်းနေနှစ်ကတပ်သားတွေကိုအနာပေးဖို့လည်းရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပြီးစစ်ကောင်မရှင်တပ်ဖက်ကလူကြီးတအူးရောက်နေတာ တီဘောတရားကိုလည်းပိတ်လိုက်တယ်လို့သိရှိရပါတယ်။အရင်ကကုံကားတွေပဲပိတ်တာအခုကခရီးသွားကားတွေပါပိတ်လိုက်တယ်။သူတို့လူကြီးရောက်နေတဲ့ကြားတယ်။ရှင်းလင်းရောက်နေတဲ့ပြည်သူစစ်မှုထမ်းတွေကိုအနာပေးဖို့လို့ကြားတယ်။တီဘောတရားပိတ်လိုက်တာက9ရက်လို့လည်းပြောတယ်။အခုနေ့ထီမဖွင့်သေးဘူးအပြီးပိတ်မယ်ထင်တယ်လို့ကာသမာတအူးကပြောဆိုထားပါတယ်။လက်တလုံးမှာလာရှိုးကိုသွားဖို့လာရှိုးမူဆယ်လမ်းသာရှိပြီးစစ်ကောင်မရှင်ကတီဘောတရားကိုပိတ်လိုက်တာကြောင့်လာရှိုးကိုအခြားလမ်းကသွားလို့မရပဲ။ ခရီးသွားကားတွေနဲ့ကုန်ကားတွေယာနဲ့ချီပိတ်မိနေတာအရင်လိုတိုက်ပွဲတွေပြင်းထန်လာမှာကိုလည်းစိုးရိမ်နေကြတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဗင်နီဇွဲလာနဲ့ပတ်သက်ပြီးသူ့အနေနဲ့ဆုံးဖြတ်ချက်ချလိုက်ပြီးလို့ထရန့်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗင်နီဇွဲလာနိုင်ငံအပေါ်စီးရေးအရာအေးအယူဖို့အင်ပီရိုကညွှန်ကြားနိုင်တယ်ဆိုတဲ့ထင်ကြေးတွေအကြားမှာဗင်နီဇွဲလာအပေါ်ဘယ်လိုဆက်လက်ဆောင်ရွက်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချလိုက်ပြီလို့ပြောဆိုခဲ့ပါတယ်။ထရန့်အစိုးရကဗင်နီဇွဲလားလိုနိုင်ငံတွေကအမေရိကန်ပြည်ထောင်စုကိုမူရစ်စေးဝါးတွေအများအပြားခိုးသွင်းနေတယ်လို့ပြောဆိုခဲ့ပြီးအမေရိကန်အနေနဲ့ဗင်နီဇွဲလားနဲ့အခြားနေရာတွေကပင်လယ်ရေပြင်နေရာတွေမှာမူရစ်စေးဝါးတွေတည်ဆောင်လာတယ်လို့ယူဆရတဲ့ဆက်လေတွေကိုစက်တင်ဘာလကစတင်ကတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်အဲ့ဒီပင်လယ်ပြင်ကိုလင်းရင်တင်သင်္ဘောတစ်စင်းလေးစီလွတ်ထားပါတယ်။ ထရဟာတောက်ကြနေကဖလော်ရီဒါပြည်နယ်သို့သွားရောက်မဲ့ F41 လေယာဉ်ပေါ်မှာသတင်းတောက်ကနောက်ထပ်ဘာလုပ်မလဲဆိုတာကိုဖုံးဖြတ်ပြီးပြီလားလို့မေးတဲ့အခါထရန်ကကျွန်တော်စိတ်ပိုင်းဖြတ်ပြီးပါပြီ။ဘာလဲတော့မပြောနိုင်ဘူး။ဒါပေမဲ့ဗင်နီဇွဲလာနဲ့ပတ်သက်ပြီးငွေစေဝါဝင်ရောက်မှုကိုတားဆီးဖို့အများကြီးတိုးတက်မှုရှိတယ်လို့ပြောကြားခဲ့ပါတယ်။ Washington Post သတင်းစာကကာကွယ်ရေးဝန်ကြီး P. Hassan နဲ့စစ်တပ်အကြီးအကဲများအဖွဲ့ဥက္ကဋ္ဌဒန်ကိန်းတို့ဟာ ဗင်နီဇလားနိုင်ငံမှာဖြစ်ပေါ်လာနိုင်တဲ့စီးရဲလှုပ်ရှားမှုအပေါ်ပဟိုပြုပြီးဒုတိယမြောက်နေ့အဖြစ်ဇက်တိုက်ဆွေးနွေးဖို့တောက်ကြနေမှာအင်ဂျီရိုကိုပြန်လည်ရောက်ရှိခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။မြို့တော်ကာယာကတ်စ်မှာတောက်ကြနေကကျင်းပခဲ့တဲ့ပွဲတစ်ခုမှာဗင်နီဇလားသမ္မတနီကိုလာမာဒူရိုကဘုံခွဲခြင်းတပ်ဖြတ်ခြင်းနဲ့တောင်အမေရိကကာရေဘီယံတို့စစ်ပွဲကိုဆောင်ကျင်းမှုအမိန်ပေးနေတဲ့သူတွေရဲ့ယူတိုတက်လက်ကိုရပ်တန့်ဖို့အမေရိကန်ပြည်သူတွေကိုတိုက်တွန်းခဲ့ပါတယ်။ဗင်နီဇလားနိုင်ငံရဲ့သမ္မတမာဒူရိုက အခုတောင်အမေရိကမှာနောက်ထပ်ခါးစားတစ်ခုလူချင်းလားအမေရိကန်ပြည်ထောင်စုကပြည်သူတွေကဘာပြောလဲအာဖဂန်နစ္စတန်အသစ်လူချင်းလားငါပြောပြရစီမဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူးဒီမှာငင်းချက်ရေးအောင်မြင်လိမ့်မယ်နိုင်ငံတကာဥပဒေအောင်မြင်လိမ့်မယ်လို့သူကပြောဆိုခဲ့တာပဲဖြစ်ပါတယ်ရှင်မြို့တော်ရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးကြတာပါထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါသေးတယ် ဤသူများအားလုံးကိုစိတ်နှဖျားချမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးအနေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အခွေသားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။